ဒီဗီဒီယိုလေးမှာတော့မာသူကမိမကို6သွေးတဲ့လက္ခဏာလေးတွေကိုပြောပြပေးမယ်မှာတော့တချို့မျိုးသမီးတွေကဒီမိမကို6သွေးတဲ့လက္ခဏာကိုအာဘလို့ပြောမလို့ဆိုရှင်ပုံမှန်သူတို့ခံစားနေတဲ့လက္ခဏာတွေကိုမသိဘူးဘလို့ချိန်နေမှသိလဲဆိုရှင်အမျိုးသားနဲ့တူတူနေတဲ့ခါမှာတက်မှာအတူတူနေခြင်းစိတ်မရှိတာတို့အတူတူနေတဲ့ခါမှာဆိုရှင်နာကျင်တာတို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတာဆိုလို့ရှင်တော့ဒါမိမကို6သွေးတဲ့လက္ခဏာတွေတချို့ကျအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီအတူတူနေတဲ့ချိန်မှာမဟုတ်ဘဲနဲ့ပုံမှန်နေနေတဲ့ချိန်မှာတော့မိမကို ခြောက်သွေးတဲ့လက္ခဏာလေးတွေခံစားနေရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မိမကိုရာရန်နာတွေနောက်လို့ရှိရင်ဒီပေါ့နော်အပူဆက်ပူလောင်ဖြစ်တာတွေရှိတယ်နောက်လို့ရှိရင်စီးသွားတဲ့ခါမှာဆိုစီးပိုးတွေခဏခဏဝင်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲနောက်လို့ရှိရင်ကျတော့ဒီမိမကိုလမ်းကြောင်းကတိုးသွားတာပေါ့နော်တိုးပြီးတော့အဲဒီအတူတူနေတဲ့ခါမှာနာကျင်တာတွေပေါ့နော်အဲ့ဒါတွေကကျတော့ဒါမိမကိုပိုးဝင်အဲမိမကိုခြောက်သွေးတဲ့လက္ခဏာတွေပေါ့နော်နောက်လက္ခဏာလေးတွေကိုတော့မအားစုဒီဗီဒီယိုလေးရဲ့ comment အောက်မှာထပ်ပြီးတော့ပြောပြပေးမှာတော့ဗီဒီယိုက ရှင်ရင်လည်းကြည့်ရတာအဆင်ပြေပါမှာဆိုလို့ပါဒီမိမိကိုချောက်သွေးတာနဲ့ပဲဖြစ်ဖြစ်ခလေးလိုချင်တာပဲဖြစ်ဖြစ်ဒီအမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိလို့ရှိရင်အခါမဲ့လာရောက်တိုင်းမဆွေးနွေးလို့ရပါတယ်ပါတယ်ရှင်